ါရှင်အဖေရှိကထိုင်လိုက်လို့သမီးပြောနေသမီးကအနောက်မှာထိုင်ချင်လို့အဖေရဲ့ဘာမှအရှိကိုလားထိုင်လိုက်ဆိုအဖေအရှိကိုလားထိုင်လိုက်ပေါ့ဒီဘေးကမှာလန့်လို့လားအေးအဲ့ဒါအော်တော်တော်တော်အဖေကတော့လန့်နေလန့်တဲ့ရင်တော့တော့အေးလန့်ပြီးရောဒီစီတယ်ပေါ့အေးပါအေးပါ ဟိုကလေအားလုံးပဲရှင်အလုပ်ကိစ္စလေးတွေကျမ9ရက်နေ့ချင်းထားလေးလည်းရှိပါတယ်အဲနောက်တစ်ခါ17ရက်နေ့ကိုလည်းအလုပ်လုပ်ဖို့ဆိုပြီးတငယ်ချင်းတွေစုထားလေးရှိခဲ့ပေါ့နော်အဲ့ဒါအချိန်နေရပေါ့ရှင်အခုကျမအဖေနဲ့ရုပ်တရက်အလုပ်တရအရေးအရေးပေါ်ပေါ့နော်ခီးထွက်သွားလိုက်ရလို့နော်အဲ့တော့ကျတော့အလုပ်ကိစ္စပြောထားတဲ့သူတွေကိုလည်းကျွန်မပြန်ပြီးတော့မှဟို ြန်ပြီးတော့မှရက်ကလေးပြန်ပြောမယ်ကျမလိုက်ရိုက်ဖို့အတွက်ပြောထားတယ်ကိုရဲ့နေကိုနော်ကိုရဲ့နေကိုကျမလိုက်ရိုက်ဖို့အတွက်ပြောထားတာလေးကိုရက်ရွှေ့လိုက်မယ်နော်ဘာလို့ဆိုတော့အဖေကလေရုတ်တရက်အရေးပေါ်ကျမအခုခီးသွားနေရလို့ပါရှင်နော်အရေးပေါ်ကြီးအရေးပေါ်ကြီးခီးထသွားရတဲ့အတွက်ကြောင့်မို့လို့အလုပ်ကိစ္စပြောထားတဲ့သူတွေကိုရက်ကလေးတွေပြန်ရွှေ့လိုက်မယ်နော်ဆာကိုရဲ့နေစာနဲ့လိုက်ရိုက်ဖို့ပြောထားတာရှိတယ်နော် အဖေကစီးကြိုဆိုတာဘာမှမတည့်ဘူးနော်အချိုးရည်တွေပိုင်းနဲ့လည်းမတည့်ဘူးဒါပြအစီအစိတ်နေလဲတအားစားလို့မရဘူးမှန်ပါတယ်ကျော်ရည်ကျင်းနေစားတိုင်းအေးအားဆိုအခုဘာစွားမှာလဲပြောဘာကျွေးမှာလဲညီမလေးနှိမ့်လဲစေရောတိုက်ပြီးပြီလားမနေ့စညစီလားအော်ဝါဝါဟိုစီရရမနော်တော့ အမမထဲဦးတော့ထဲမှာမမထဲဦးတော့လမ်းကြမှာထဲတော့မသွားဟောအချိန်နေကြာလို့မလို့ဟိုကအဝင်ဟိုကပုံမောလမ်းပြောလိုက်အောင်နော်ဆရာမကိုတေချာလေးပြောပြီးရောလို့မနဲ့ပြန်ဆေးကန်းကိုချိန်ထားလိုက်အောင်နော်ဟုတ်ကဲ့ဟုတ်ကဲ့ အဖေမနိညာအိတ်မပြောဘူးလားဟုတ်လားအိတ်မပြောတာဘယ်နေရရှိဘူးလို့အိတ်မပြောတာတော့ဟုတ်တချမ်းစောင်းပါဖြစ်တယ်တချမ်းစောင်းပြီးတော့တချမ်းနဲ့လိုက်လို့ရှိရင်လည်းခေါင်းတွေကရေးတယ်ရေးတယ်ပြီးတော့တချမ်းနဲ့လိုက်ရပါဘူးအဖေရဲ့အဖေကပေါ့လုံးမှာလည်းနည်းနည်းနေမကောင်းဖြစ်ကြတဲ့အစကတည်းကအဖေကပြရမှာပေါ့အဲဘာမှမဖြစ်ပါဘူးလို့တခုဖြစ်သွားရင်မလွယ်ဘူးလေ အခုဖြစ်သွားရင်မလွယ်ဘူးမနေ့ပြန်ကြရင်တော့မနေ့စောစောထားမယ်သိလားမဝေးမနေ့စောစောထားပြီးတော့ဖျားတော့ဖျားသွားမလားမဟာမျက်မှုနိဖျားကိုအဖေဖူးလိုက်မနေ့ကြီးစောကြီးနော်ဖျားကြီးကိုလိုက်ပုံမယ်အဖေကိုဖျားကြီးလိုက်ပို့ပြီးပြီဆိုလို့ရှိရင်အဖေစိတ်ကန်းလိုက်ပို့မယ် မကိုရက်နေလိုက်ရိုက်ဖို့ပြောထားတာရှိရဲ့ကိုရက်နေကိုလိုက်မရိုက်နိုင်တော့ဘူးအဖေကိုအရေးပေါ်ခྱི་သွားတော့လေအဖေနဲ့အရေးပေါ်ခྱི་သွားနေကြတော့ရက်ကလေးပြန်ရွှေ့မယ်နော်ရက်ကလေးပြန်ရွှေ့မယ်အာဘယ်နဲ့ချက်ချင်းပြန်ရမှာလဲအဖေကလည်းအဆင်ပြေမှပြန်လို့ရမှာပေါ့အဖေအဲ့လိုစွတ်တယ်မလုံနဲ့လေဟိုရောက်လို့ရှိရင်ဘာပြောမလဲဆိုတာနားထောင်အောင်ပါ နားထောင်ပြီးအဖေဘာလို့မှရှိအောင်မဟုတ်ဘူးအဲ့မှာအေးစစ်စစ်နားလိုက်အောင်ခဏလေးချက်ချင်းပြန်လို့မရဘူးသူတို့ပြောတာနားထောင်အောင်ပါညီမလေးဟိုအရင်ပြထားတဲ့စာအုပ်တွေရောပါလားစိတ်တွေရောပါလားစီးလည်းပါတယ်အေးအေး ုတ်တယ်ဟိုဟာဂျမ်းချမ်းကလည်းသူ့ယောက်ျားအသေးတန်နေမကောင်းဖြစ်နေတယ်သူ့ယောက်ျားကလည်းနှလုံးရောဂါရှိရယ်လေနှလုံးရောဂါရှိရယ်အမအဖေမှလည်းနှလုံးမကောင်းအဖေကစီးချိုသွေးချိုလည်းမကောင်းဘူးစီးချိုသွေးချိုလည်းရှိရယ်နှလုံးကလည်းအဖေကအဲ့သွေးချောတစ်ချောင်းပိတ်သွားတာသွေးချောသွေးချောတစ်ချောင်းပိတ်နေတာပေါ့နော်အားကြောင့်မလို့စိတ်ကူလို့ဟုတ်တယ်ကျမကြီးလည်းမကောင်းဘူးဆိုတော့တော်တော်စိတ်ဖြစ်ဖို့ကောင်းတယ် တက်တော့တက်တာလေးဖြစ်အောင်လို့နားနာပြောမှာပဲမောင်းလိုက်တော့မောင်းလေးသိလားနော်အမြန်လမ်းရောက်လို့ရှိတယ်တစ်ချက်နားပေးလိုက်အမြန်လမ်းရောက်လို့ရှိရင်အဖေဖီးကိုခဏဝင်ပြီးခဏနားလိုက်ဟုတ်ပါသမီးရေဟုတ်ပါဟုတ်ပါအဖေတို့စောင်းတော့မပါခဲ့ဘူးတော့ပါတယ်စောင်းပါလိမ့်မယ်ဟုတ်လား ဟိုရောက်ရင်အဖေရဲ့သမီးရဲ့မတ်ဝေရဲ့အတူတူအိတ်မဲဝင်းဝင်းရဲ့ဝင်းဝင်းရလည်းဘိုက်ကြီးတဲ့မလိုက်ခဲ့ပါနဲ့လို့ပြောတာဟိုလိုက်လာတာတော့အညမလေးတနာပါလေကိုဝင်းရရှစ်လာရှိနေပြီမခေါ်ချင်ဘူးကိုကဟိုကလည်းအဲ့လိုပဲအမလိုက်မယ်အမလိုက်မယ်ဆိုလိုက်လာတာ 啊，我不，俺手机骗你啦！啊，不错，好了，那他要拿手机啦？啊，手机的。那不皮阿达帕卡利呢？等，挺好的，去了。 ဟိုဘက်ရောက်မှစီးသေးအောင်နော်ဟုတ်ဝင်ဟိုကောင်မလေးကိုဖုံးဆက်မှရမယ်သိလားပုတ်ပုတ်ပေါ့လေသူအစီအစဉ်နဲ့ဆွဲနေမှာဆိုလို့လေအမကကိုရဲ့နေကိုလိုက်မရိုက်ဖြစ်ဘူးလို့သိလားဟုတ်ကဲ့နော်ဘာလို့ဆိုအရေးပေါ်ခရီးထွက်သွားတာလို့လို့ ကျွန်မက17ရက်နေ့ကိုမိဘမဲ့ကလေးတွေပေါ့နော်မိဘမဲ့ကလေးတွေကိုတငယ်ချင်းတွေစုပြီးတော့ကျွေးဖို့လုပ်ထားတာအမေကအဖေအဖေရှိရင်အအဖေရှိရင်အမေမရှိရင်ရတယ်မဟုတ်ဆိုကျွန်မတို့ကဟိုတယ်မှာအဖေနဲ့အမေနဲ့နှစ်ယောက်နေရလေအမော်ဒယ်မှာအကျန်တဲ့ဝန်ထမ်းတွေလည်းရှိရပေါ့အဖေမရှိဘူးဆိုရင်တော့အမေရှိမှဖြစ်မှာအဲအဲ့လိုမျိုးအဲ့ဒါကြောင့်မို့အဖေနဲ့အမေနဲ့ကအဲ့လိုတွဲပြီးတော့သွားသွားတယ်ဆိုလို့ရှိရင်အကုန်လုံးပိတ်ခဲ့ပြီးမှသွားလို့ရတာ အခုအဖေလိုက်လာတော့အမေကိုအဲ့လိုကိစ္စတွေအမေနဲ့ထားခဲ့ရတာပေါ့အဲ့လိုမျိုးညမလေးကျမတယောက်ထဲနဲ့နေဖြစ်ပါတယ်